ဇလန်လေးရဲ့ဆာမှာတော့ရစ်မူတီနဲ့ဆမ်မတ်တို့၃ယောက်ဟာအာဂါသထဲမှာဟိုအဒီတီရှောက်သွားနေခဲ့ကြပါတယ်ရုတ်တရက်လင်းလာတဲ့အချက်ပြမိသည့်ကြောင့်ဒီနားပတ်ဝန်းကျင်မှာအကူအညီလိုနေတဲ့အကြောင်းရစ်ကလည်းသိလိုက်ရပါတယ်။ရင်းပြန်အကြီးကြီးတစ်ခုရှိနေတာဖြစ်ပြီးအိုဟောင်းပြက်စီးနေတာကြောင့်ရစ်ကလည်းနေရာမှာပုံနေလျှောက်ဆွဲကအာချောင်နေခဲ့ပါတယ်။ ရင်မြန်တွေကနေသူတို့ကိုကူညီပေးဖို့ရအတွက်ဂျိုသားမျိုးစစ်တခုကအကူအညီတောင်းဖို့ထွက်လာခဲ့ပြီးရစ်တို့ကိုရှင်းပြပါလေသူတို့ဂျိုကိုလူတယောက်ကသိမ်းပိုက်လိုက်ပြီးတက်ရှိအားလုံးကိုလည်းစိတ်ထိန်ချုပ်ကမင်းမှုနေတဲ့အကြောင်းမှာဒါပေမဲ့ပြောရင်းဆိုရင်လည်းအနောက်ကရောက်လာတဲ့နှစ်ကောင်ကလည်းစိတ်ထိန်ချုပ်တာကိုခံခဲ့ရပြီးတခြားလူတွေရဲ့ဗဇက်တဲကိုအန်ချကဂျန်တဲ့လူတွေရဲ့စိတ်ကိုထိန်ချုပ်ပစ်လိုက်ပါလေရစ်ကလည်းဂန်နဲ့ထုတ်ပြင်းဖို့လုပ်နေပေမဲ့ Unity ဆိုတာကိုတိလိုက်ရပြီး Multi တို့နဲ့ပါမိတ်ဆက်ပေးပါလေ Unity ဆိုတာကတော့ရစ်ရဲ့ရေးစားဟောင်းဖြစ်ပြီးအခုတော့ဂျိုတို့ခုလုံးကိုအာနာသိမ်းထားတဲ့ဗယမဖြစ်လို့နေခဲ့ပါလေ ရီတို့၃ယောက်ကလည်း unity ရဲ့ဂျိုစီကိုအလေလိုက်လာခဲ့ကြပြီး unity ကလည်းဂျိုအကြောင်းကိုအရှင်းပြပေးပါတယ်။ရစ်နဲ့ပြက်ပြီးကလေးကအာဂါသထဲမှာရွက်လွတ်နေခဲ့ရင်လည်းဒီဂျိုကိုတွေးခဲ့တဲ့အကြောင်းဒီဂျိုကလူတွေဟာပေါင်းစည်းရလွယ်တဲ့အကြောင်းတွေကိုပါဒီဂျိုမှာကရှိသမျှတက်ရှိတိုင်းဟာ unity ရဲ့စိတ်တစ်ခုသက်တာဖြစ်ပြီးယောက်ျားမိန်းမမယွေးကကျမလိုပဲတုံ့နှုံကြပါတယ်။တသွေးတတန်တမိန်ဆိုသလိုဒီဂျိုလုံးကလူတစ်ယောက်ထဲရဲ့စိတ်မှုကိုကြိုက်တာကိုခွဲဝေပြီးလှောက်ခိုင်းနေရုံပါပဲ။ရစ်ကလည်းအချစ်ဟောင်းနဲ့ပြန်တွေးနေရတာမို့မိုတီရိုကိုပွားထုတ်က unity နဲ့ချစ်ချင်နူးနေခဲ့ပါတယ်။တစ်ဖက်ကဂျယ်ရီကတော့ရစ်ရဲ့အခန်းထဲကိုမှွေနှောက်ရှာနေပြီး ဘက်ကလည်းလာမေးတာမို့မျက်ရည်ဆက်ရှာနေရလို့သာအလွယ်ပြောလိုက်ပါတယ်ဒီရင်ဟာဂျယ်ရီရဲ့အိမ်ဆိုပေမဲ့ရစ်ဟာသူ့ရဲ့ကိုယ်တော်ကိုအဝင်မခံတာမို့ရစ်မရှိတဲ့အခါမှာခိုးဝင်နေတာပါလင်မယားတယောက်ကလည်းစကားများနေတော့ဟူဝါဝါအတန်ကိုကြားရတာမို့လိုက်ရှာကြရင်လည်းမြေောက်ခံတစ်ခုကိုတွေ့သွားပါတော့တယ်လူတစ်ယောက်ချိုမှလည်းစစ်ပွဲဆိုတာလုံးဝမရှိပဲငကားငွေတန်အဖွဲ့ချုပ်ကအဖွဲ့ဝင်ဖြစ်လက်ခံမဲ့ချင်းကိုစောင့်နေကြတာပါလို့လို့ပြီးတော့စစ်ပွဲတွေမရှိလဲဆိုတော့လူတစ်ယောက်ထဲကပဲအုပ်ချုပ်နေပြီးအကုန်လုံးကလည်းသူ့စိတ်နဲ့ပဲရှင်သန်နေရတာမို့ပါဘသူ့ကိုပဲစကားသွားပြောပြောအကုန်လုံးက unity တွေပဲမဟုတ် unity နဲ့စကားပြောနေရရတာကိုပဲ ဲရမှာပါ delivery တွေစိုက်ကသမားတွေ man u ဖန်တွေအားလုံးဟာ unity တွေပဲမို့ body လာတဲ့ရဲမေလေးကိုလည်း rick ကနန်းတွေသွားချွေနေပါလေ rick ကို yum ချစ်တဲ့ unity ကလည်း rick ခိုင်းနာတွေကိုလိုက်လုပေးနေပါလေအကြီးဆုံးတောင်ကိုသူ့မြေးတွေရဲ့ပွန်တူလောက်ခိုင်းနေပြီးသူ့တွက်ကတော့ဘလုံးကွအဖြစ်ကောင်းမလေးတွေကိုထားခိုင်းပါလေ unity အနေနဲ့လည်းဘာမှတဝင်တိုးနေကြမလို့ပဲခနာကိုမတူပေမဲ့သူ့ရဲ့စိတ်ပဲမို့ okay နေတာပါကြိုးလုံးနဲ့ကျုံးလို့လည်းရတယ်ဆိုတဲ့ဘောပါဆမ်မနဲ့ motive ကိုလည်းကောင်းကောင်းအခန့်ကျွေးမွေးနေတာမို့ motive ကတော့ပျော်နေခဲ့ပါလေဒါပေမဲ့ဆမ်မကတော့ unity ဆိုတဲ့မိမဟာသူများယောက်စီကိုကြိုးကြော်လာပြီးလူတွေကိုထိန်းချုပ်ကအာနာတ င်းထားတယ်လို့ပဲမိုတီကိုရှင်းပြပါတယ်ဒီကလူတွေကလည်းသူတို့ရဲ့မူလခန္ဓာကိုယ်နဲ့ရှင်သန်နေရပေမဲ့ unity ရဲ့စိတ်နဲ့လှုပ်ဆောင်နေရတာမို့တနာစရာကောင်းတဲ့အကြောင်းရည်ရွယ်နေခဲ့ပါတယ် ။ရစ်ကလည်းဂျူသူမတွေနဲ့တမုံဖြော်ပါနေပြီးကြားမဟုန်လေးပါထွက်တောက်နေခဲ့ပါလေ။အဲ့ဒီချိန်ဘီတာ7လို့ခေါ်တဲ့အင်ဒီချင်းချိုကရောက်လာပြီးမဟာမိတ်လာဖွဲ့ပါလေ။အဓိကရင်းမြစ်တွေကိုလဲလှယ်ကြပြီးတသက်လုံးမဟာမိတ်ချိုတွေဖြစ်နေထိုင်ဖို့ရအတွက်တနမန်လူနဲ့ရောက်လာကြတာပါ။ရစ်ကိုလည်းတိနေကြပြီး Unity ကတော့ရစ်ကိုကောင်းကောင်းမဆက်ဆံရင်ဘီတာ7ကိုလည်းမဟာမိတ်မလုပ်ဘူးဆိုတာတဲ့ညင်လိုက်ပါလေ။ Jerry နဲ့ဘက်ကလည်းမြောက်ခန့်တဲ့ကိုဝင်ကြည့်ကြတော့အီယာမဂျိုသားကြီးကိုတွေ့ရပါလေ။အောက်ထပ်မှာလည်း24နာရီမီးပေးထားရပြီးဂျိုသားထောင်တွေပါလှုပ်ထားတာမို့ Jerry ကလည်းဆဲပါလေ။တလားတလားကိုမီတာကအနေနဲ့ဒေါ်လာ6000 လောက်ဆောင်နေရပြီးသူတော်မသိပဲမရောက်ခန့်နေရှိနေလိုပါအဲ့ဒီတော့သူ့ကြောင့်ငါကြောင့်နဲ့ထပ်ကြိုက်ပါတော့လေဆမ်းမကတော့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြတော်လန်လူငယ်တွေအဖွဲ့ဖွဲ့ကြအစသဖြင့်အားသွားချောင်ပါလေအကုန်လုံးက unity တွေပဲမဟုတ်ဆမ်းမပြောတာတွေကိုဘယ်သူမှအဖက်မလုပ်ကြပါဘူးသူထိ ंछ ုတ်ထားတဲ့လူတွေဟာအရင်ကလူမျိုးရေးပြဿနာကြောင့်စစ်ပစ်ခဲ့မှုတဲ့လူတွေဖြစ်ပြီးအခုမှသာငြင်းငြင်းနေတဲ့အကြောင်းရှင်းပြပါလေမိုတီကတော့ဘဝဆိုတဲ့အကြောင်းကိုမပြောတဲ့ပြောတဲ့နဲ့ဝင်အားချောင်နေပြီးခမရတို့မှဘဝမရှိဘူးဆိုတာပြောလိုက်ပါလေလက်တွေ့ပြချင်းတဲ့ unity ကလည်းထိ ंछ ုတ်ထားတာတွေကိုပြန်အံပေးလိုက်ပြီးလူတွေကိုလွတ်ပေးလိုက်ပါတော့လေ ်လူတွေကလည်းထိ ंछ ုပ်ထားခံရတာပြည်တာနဲ့ဟိုဒီဒီပြေးကြပြီးစတင်ဖြက်စီးကြပါလေအခုလုံးကလည်း unity ဆိုတာကိုမသိပဲသူတို့ရဲ့မူလနမည်တွေကိုသာပြန်လည်မှတ်မိလာခဲ့ပါလေချင်းတဲ့လူတွေကလည်းဘသူဘဝမှတ်မိလာပြီးငါကနိုတီအဝိုင်းလူမျိုးစုငါကနိုတီချွန်လူမျိုးစုဆိုတာထားချကြပါလေဒီဂျူမာကလူမျိုးရေးပြဿနာတက်နေပြီးတော့နိုတီချွန်နဲ့နိုတီအဝိုင်းဆိုတဲ့လူမျိုးနှစ်စုသာရှိပါလေနှစ်စုတည်းကိုတက်အောင်မနေနိုင်ပဲတစားနဲ့တစားအစ်စ်ပွဲတံဖြစ်လာခဲ့ပါတော့လေနောက်ဆုံးတော့ဆမ်မားနဲ့မိုဒီကိုလည်းတွေ့သွားပြီးဘာလူမျိုးလဲမင်းနေတာမို့မိုဒီကအင်ကြီးတွေလှမ်းပြရပါသေးတယ်တကယ်ဆိုရင်တော့ဆမ်မားပါလှမ်းပြရမှာပါ လူမျိုးမရှိတဲ့ကျူးကျော်လူမျိုးစုတွေဆိုကဂျိုသားကောင်တွေကလည်းလိုက်ဖန်ကြပြီးနောက်ဆုံးမှာတော့ရဲတွေကလာကဲသွားပါတယ်ရဲတွေကလည်း unity ကထိန်းချုပ်ထားတဲ့မို့သူဘလို့ဒီဂျိုကိုထိန်းချုပ်ထားလဲဆိုတာကိုနားလည်သွားကြပါတယ်ဘန်နဲ့ဂျယ်ရီရဲ့ပြဿနာကလည်းအခုထိမပြီးသေးပဲဂျိုသားရဲ့ရှေ့မှာရှေ့တွေဖျဲကုန်ကြပြီးတယောက်နဲ့တယောက်ဆဲနေကြပါတယ် unity ကလည်း rin နဲ့ပြောပါလိုက်တောက်စားလိုက်နဲ့ okay နေပြီးဆမ်မာတို့ကိုတနေရာမှာသွားဆော့ဖို့ပြောပါတယ်ဆမ်မာတို့ကတော့အင်ကိုပဲပြန်ကျင်နေတာမို့သူ့ရဲ့အဖိုးကိုတင်းခေါ်နေရပြီး rick ကလည်း dimension ကိုသာဖွင့်ပေးလိုက်ပါတယ်သူကတော့ရီသားဟောင်းလေးနဲ့ပြောအောင်မှာဖြစ်ပြီးမင်းတို့ပြန်နှင်းဆိုက တင်းမောင်းထုတ်ပါရော်တယ် ဂျိုသားရဲ့ရှေ့မှာရံဖြစ်နေတဲ့နှာခေါင်းကြောင့်ဂျိုသားကလည်းတီးမခံနိုင်တော့ပဲသူ့ဟာတို့လွတ်ယုံကပြေးဖို့ပြင်ပါတယ်။သူကအာကာသ AIDS စပိုးဖြစ်ပြီးရစ်ဖန်နာကိုခံခဲ့ရတာပါ။ကလေးလေးကိုစားဖို့အတွက်ဒီဂျိုကိုလာခဲ့ပေမဲ့ရစ်ဟာဆေးဖော်ဖို့ဖန်နာတာဖြစ်ကြောင်းနဲ့ဆေးတွေကိုလည်းကိုဂျိုစီးပွားအတွက်ရောင်းတော့မှဖြစ်တဲ့အကြောင်းပြောသွားခဲ့ပါတယ်။ဒါပြင်သူထွက်လာတာကကဘာကိုတိုက်ခိုက်ဖို့မဟုတ်ပဲသူ့ရဲ့ဂျိုကိုသူပြန်ဖို့ဖြစ်ပြီးအကြောင်းကတော့ဒီဂျိုကစိတ်ပြက်စရာကောင်းလို့ပါ။မြင်များချင်းရံဖြစ်နေတာကို၃နာရီလောက်ကြာအောင်နားထောင်လိုက်ရပြီးတဲ့နောက်မှာတော့ရစ်ကလည်းတနာသွားပြီးသူပြန်ပြီးသူကထွက်သွားပါတော့တယ်။ဒီကတော့ဆမ်မားနဲ့မော်တီထွက်သွားတာကိုစိတ်မ ကောင်းဖြစ်နေပြီးပြန်ခေါ်ပေးဖို့ရတဲ့ရစ်ကိုပြောပါတယ်ရစ်ကလည်းအဲကောင်တွေကအဲ့လောက်ရေးမပါပဲသူတို့ရဲ့ကဘာမှာပြောနေမှာပါဆိုကအင်သာစီကိုထွက်သွားခဲ့ပါတယ်တင်ရောက်လာတဲ့အခါမှာတော့တယောက်မှရှိမနေတော့ပဲစာလေးတစ်ထောင်သာခြံထားခဲ့ပါတယ်တောင်းမှမှာတဲ့ရစ်ရေကျမမဖြစ်နိုင်မှန်းသိပေမဲ့ရှင်းကိုချင်းမိနေပြန်ပြီးရှင်းတွေ့ကိစ္စမရှိပေမဲ့ဒီကိစ္စကကျမနဲ့ပဲသက်ဆိုင်တာပါကျမအနေနဲ့မျိုးသိတွေကိုပေါင်းစည်းဖို့ခြံနေသေးတယ်ရှင်းနဲ့ကျမမဖြစ်နိုင်တော့ပါဘူးဆိုတဲ့စာလေးကိုရစ်ဟာအတွေးပေါင်းများစွာနဲ့ဖတ်နေခဲ့ပါတယ်ဆုံးရှုံးပြီးသားလူတယောက်ကိုခဏတာပိုင်ဆိုင်ခဲ့ရပြီးပြန်လည်လက်လွတ်ခဲ့ရတဲ့ရစ်တယောက်အင်ကိုတာပြန်လာခဲ့ပါတယ် ဘက်ရဲ့မပြေးဆုံးနိုင်တဲ့စကားတွေကိုလည်းစိတ်မရှိသေးသောနားထောင်ရင်းနဲ့တက်ခွဲကန်းစီကိုထွက်လာခဲ့ပါတယ်။သူသိမ်းထားတဲ့ယူသားကောင်လေးကိုဓာတ်ပြုပစ္စည်းဖြင့်အုံပြုကဆေးရည်တွေကိုသူ့ဘာတောက်လိုက်ပါတယ်။တရှိတကောင်ပြာကြသည့်အထိပြင်းထန်တဲ့ဓာတ်ပြုမှုကိုသူ့ဘာကောင်းထိုးခံလိုက်ပြီးတော့လောက်ကကြီးကိုခဏတာမေးပြစ်လိုက်ပါတော့တယ်။စကြဝဠာတစ်ခုလုံးမှာရက်ဟာညာကောင်းဆုံးဖြစ်ခဲ့ပေမဲ့ Unity ကိုတော့ပြန်ရအောင်မလုပ်နိုင်ခဲ့ပါဘူး။ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါတယ်။နောက်ထပ်အပိုင်းနေမှာပြန်တွေ့ပါမယ်ဗျ။ကျွန်တော်ကတော့ဒေဝပါ။ ျွန်တော်လက်ရှိဖွင့်နေတဲ့သင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးကြပါရစေ။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့လုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်တောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding နဲ့ထောင်မလား video editing နဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့သင်တန်းလေးကအချိုးပြူပါလိမ့်မယ်။ဘာတွေသင်မလဲဘာတွေ share င်းလုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာကြွိုင်းတဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ခြင်းလို့ YouTube ကနေငွေရှာခြင်းလို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့လေးချက်ကိုပိုင်နာအောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုအကင်တွင်နည်းတွေကို live time plan နဲ့သင်ပေး ေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ချက်ပဲကြားသင့်ပါမယ်လက်ရှိចောင်းတက်နေတဲ့ចောင်းသားတွေဆိုရင်တော့ဆရာခိုင်နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတရားရောက်ကလာကြွိုင်းမှုကူညီပေးမယ်ဆိုရင်တော့30ရာခိုင်နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ live time ဖြစ်တာမို့ចောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေးလာလို့ရမှာပါအဲ့တော့ခုတော့တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ